တာဝန်လာလိုက်တသွားလိုက်သူကတကယ်တော့ဟိုအတဲဝဲသရှင်ဆိုဒါပေမဲ့သူကတကယ်ပျော်ပျော်နေတတ်တဲ့သူအဲဆိုကတကယ်ပျော်ပျော်နေတတ်တဲ့အရန်ပျော်တတ်တဲ့သူအရန်ပျော်ဝိုင်းအာအရန်အဲ့လိုဘယ်လိုပြောကျွန်တော်သွားလာစားတောက်ပျော်ပျော်ပျော်ရွှင်ကြတဲ့ရှင်ဆိုအရန်ပျော်ကိုကောင်းလေသူကသူတရှင်းဆိုနိုင်နေနိုင်တော့ဟိုမိုးရွာထဲမှာတရှင်းစားတော့လေကိုဘာမှအသေးမကွက်ဘူးနော်အသေးကွက်ကျင်သွားတယ်အဲ့လိုမျိုးဆိုသူ့ရဲ့အာဥစ္စာတော်တော်မိုက်တယ်မိုက်တယ်ဆိုတော့တပုတ်ဆိုတပုတ်ထွက်လိုက်တာ ਨੇ တော့ပါတယ်အဲကောက်ယူပါတယ်တကယ်ရင်းကိုဒါကိုလက်ခံထားရငါလူမိုင်းနေချင်အလိုက်ပြန်သလိုက်ရှင်ကိုသွားနေထက်ထက်ကိုင်တဲကွဲဘီရင်မပေါ့သူကတော့လေတဲကွဲဘီရင်မလေးတူးပါဟမ်ဝင်လာလိုက်ချက်သွားလိုက်ကျွန်တော်တကယ်ကြီးကသူကအဲ့လိုပဲသူက တချင်းတပုတ်ထွက်တိုင်းကသူကအဲ့လိုဟောဖြစ်တယ်။တဲ့ခွဲရဲ့ရစားတဲ့ခွဲအဲ့သူကအဲ့လိုသူ့ရဲ့အတန်ကာလာနဲ့သူ့ရဲ့ဓာတ်ကအတဲခွဲတဲ့ဓာတ်ပဲဖြစ်နေတာ။အဲ့တော့ဟိုသူသူကတဲ့ဂုံယူပါတယ်ဘာပြောဒီတချင်းလေးတဲ့ပောက်သွားတယ်အောင်မြင်သွားတော့ရိုက်ထားရတယ်တကယ်ကိုကောင်းကောင်းမွန်မွန်တကယ်ကို quality အပြည့်ကိုသူရိုက်ထားတယ်သူကတကယ်ကောင်းတယ်တကယ်ချင်းအောင်ဂုံယူပါတယ်။အဲသူကဒီလိုလေသူကတချင်းရွေးတတ်တယ် အရှင်းရွေးရတယ်အရှင်းရွေးရတယ်ကျွန်တော်တို့အရင်တော့ဆိုသူဒီဟိုသူ့တခွေလေးတွေမထွက်ခင်ဆိုကျွန်တော်တို့အရင်တော့ဆိုသူတရှင်းနေပြေးပြေးနားထောင်တယ်မထွက်ခင်ပါအသူရွေးတဲ့ချင်းတွေမှာတကယ်10ပုတ်မှ9ပုတ်8ပုတ်အဲ့လောက်အကုန်ကောင်းတယ်တခါကျတော့10ပုတ်လုံးကောင်းတယ်သူတရှင်းသူ့ sense ကတရှင်းရွေးရတယ်ပြီးတော့သူ့ရဲ့သူနဲ့ like တဲ့တရှင်းကိုသူသိတယ်အဲ့ပြီးတော့သူဆိုတတ်တယ်သူဒီအသေးသူ့ color ကလုံးဝဟို သူတချင်းစုံနိုင်နေနိုင်တော့မိုးရွာထဲမှာတချင်းစားတော့လဲကိုဘာမှအသေးမကွက်ရင်တော့အသေးကွက်ကျင်သွားတယ်အဲ့လိုမျိုးဆိုသူရဲ့အာဥစ္စာတော်တော်မိုက်တယ်မိုက်တယ်ဆိုတော့ဒီပုတ်စုဒီပုတ်ထွက်လိုက်တာနဲ့တော့ပါတယ်ဒါကုန်းယူပါတယ်တကယ်ချင်းကိုငါမသိပါကွာငါဘယ်လိုဖြေလူဘာနော်လူကအစအကုန်လုံးပြင်ဆင်မှုတွေရောရန်လဲမိုက်သွားပို့ပြီးတော့မိုက်သွားပဲဟုတ်တယ်မိုက် ပြည့်စုံတယ်ဒါလေးထပ်ပြည့်စုံအဲသူသူလည်းပြည့်စုံစေချင်ပါတယ်ဒါပေမဲ့ဟိုပြည့်စုံစေချင်တယ်သူရန်ကောင်းတယ်အမှန်တိုင်းပြောသူလူတွေကတချို့ကတော့အပြင်းပန်းကြည့်ပြီးဟိုဟိုမာနကြီးတယ်ပဲထင်တယ်ဒါပေမဲ့တကယ်လို့မာနမကြီးသူကကျွန်တော်တို့လူပဲအဲ့လိုပဲနောက်လိုက်ပြောင်းလိုက် တင်းတော့အဲ့လိုမျိုးစနောက်နဲ့အဲ့လိုမျိုးအမြဲတမ်းဒီမှာဆိုတော့အရင်တော့ရှူတင်ဆိုပူတော်ဆိုးတေးတယ်သူအမြဲတမ်းအဲ့လိုပဲတငယ်နောက်တငယ်ချင်းပေါ်လေတငယ်ချင်းတွေပေါ်ဆိုအရန်ဟိုတိတက်တယ်ပေါ့ရှစ်တင်တဲ့တငယ်ချင်းကောင်းတယောက်ထဲမှာပါတယ်သူကဟုတ်တယ်သူကသူကတကယ်တော့ဟိုအတဲဝဲသချင်းဆိုဒါပေမဲ့သူကတကယ်ပျော်ပျော်နေတတ်တဲ့သူအဲ့ဆိုကတကယ်ပျော်ပျော်နေတတ်တဲ့အရန်ပျော်တတ်တဲ့သူအရန်ပျော်ဝိုင်းအာအရန်အဲ့လိုဘယ်လိုပြောကျွန်တော်တို့တွာလာစားတောက်ပျော်ပျော်ပျော်ရွှင်ကြတဲ့ရှိဆိုအရန်ပျော်ကိုခေါ်တယ်သူက အဲ့လိုမျိုးသုံးကသူကအသေးကွဲဟိုဘယ်လိုပါကျွန်တော်နဲ့ကကျွန်တော်ကြာအဲ့လိုပဲ MTV မှာဆိုကျွန်တော်တရုတ်ဆောင်ရင်ငိုတဲ့အခန်းတွေပဲတရုတ်ဆောင်တာအမေအပြင်မှာကြာတော့ကျွန်တော်ပုံစံနောက်လိုက်ပြောင်းလဲအကုန်လုံးပြောင်းအဲ့အဲ့လိုပါ तू ကကြာတချင်းဆိုရင်ဒါအသေးကွဲနေတယ်ဒါအပြင်မှာဆိုတော့လုံးဝ free time ပြောပြောရှင်ရှင်ပဲအရန်ဝမ်းသာပါဂုံယူပါတယ်နောက်ထပ်ထွက်တဲ့တစ်ဆက်တချင်းတိုင်းပါတယ်အခုလိုပဲဒီတက်မကအောင်မြင်ပါစေလို့စုမုံကောင်းတောင်းပေးပါတယ်ဝိုင်းစုကြီး ဆိုရင်လက်မှတ်လေးရမယ်အဲ့လက်မှတ်လေးတွေကိုအနောက်မှာမိမိရဲ့နာမည်နဲ့ဖုန်းနံပါတ်လေးရေးပြီးရင်ရုပ်ရှင်ကြည့်ပြီးွားရင်ယုံရှိမှကန်ဆယ်တဲ့ပုံလေးရှိတယ်အဲ့ဒီမှာဒီညညရဲ့၃ရက်ဒါရုပ်ရှင်ဇာတ်ကမင်းရပရီမီယာရှိုးမှာဆိုကျွန်တော်အဲ့ဒါ MC ပေါ့နော်ဒီနေ့ပွဲလေးမှာလည်း family တင်ပါတယ်ဒါစင်ကီယာလှိုင်းတာစင်ကီယာမှာမနေ့ပိုင်းလုပ်မယ်ညနေပိုင်းမှာတော့ညနေ၄နာရီမှာတိုင်းစီမှာလုပ်မယ်အဲ့မှာလည်းကျွန်တော် MC ပေါ့နော်အဲ့တော့ဒီပါဝင်တဲ့အာတရုပ်ဆောင်တွေနဲ့အတူတူဂိမ်းလေးဆောင်မယ်ပျော်ရွှင်စရာဒါသူရဲ့ t-shirt လေးတွေဆိုင်းထူးတဲ့ t-shirt လေးတွေပေးမယ်ထူးခြားတာကဒါ agent ပေါ့ ဒါဒီကတုံးနစ်ကြော်သွားပြီအေးရောက်မှရုပ်ရှင်ဇာတ်ကားကိုပထမဆုံးရိုက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်အဲအဲ့တော့သူကပထမဆုံးရုပ်ရှင်ဇာတ်ကားမှာအာတရုတ်ဆောင်ခဲ့တဲ့အဲအကယ်ဒမီမြန်ခင်မဟုတ်အကယ်ဒမီမြန်ခင်ဓာတ်ကိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာပထမဆုံးရိုက်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားသူအဲ့တော့ဒါဆိုရင်တော့ဘာပဲပြောဒီပထမဆုံးရိုက်ခဲ့ရုပ်ရှင်ဇာတ်ကားဆိုတော့သူရဲ့အရှင်လေးကိုတည်းဒါပထမဆုံးအရှင်လေးကမြင်သိရမှာဖြစ်တယ်လို့ဒီကားထဲမှာဘယ်လိုပြဿနာလေးကြုံတွေ့ရမှာလဲဆိုတာဒါကြည့်လိုက်ရင်တော့သိသွားမှာပါအရန်လေအာကြည့်ရတဲ့အတိုင်းကားလေးတကားပါဟုတ်